မင်းမျိုးရဲ့ညနေချိန်ကိုဖြိုးသည့်လှပသောတောင်းလမ်းများကြားမှဟိုတယ်တစ်ခုသို့ရောက်ရှိလာခဲ့သည့်ညအချိန်ဖြစ်သောကြောင့်ဟိုတယ်လက်ထောက်မန်နေဂျာကသူ့ကိုအခန်းနံပါတ်404သို့လမ်းညွှန်ပေးလိုက်ပြီးအခန်းသည်ဟိုတယ်၏အနောက်ဘက်ထောင်ကျသောနေရာတွင်တည်ရှိပြီးအတော်လေးတည်တံ့ဖြစ်နေသည်ညတနာ ਈ ခန့်တွင်ကိုဖြိုးအိပ်ရတဲ့လဲနေစဉ်အိမ်သာထဲမှရေချိုးကံမှ ရေကြတံကိုကြားလိုက်ရသည်သူသည်အခန်းတစ်ခုလုံးကို စစ်ဆေးကြည့်တော်လဲဘသူမှမတွေ့ခဲ့ပေထို့နောက်သူ့အိပ်ရာဘေးမှနေရန်ကနေညင်ညင်တက်တာ ငါကိုကဲတင်မှာဆိုသည့်အတန်တစ်ခုကြားလိုက်ရသည်အခန်းတကားကိုဖွင့်ပြရန်ကြိုးစားတော်လဲတကားသည်ခိုင်ခံစွာပိတ်နေပြီးဘလို့မှဖွင့်ရမရချေထိုးချိန်တွင်မိလုံးများမိတ်တုံမိတ်တုံဖြစ်ကအခန်းလေတွင်အဖြူရောင်ဝတ်စုပ်ကြီးတစ်ခုလေထဲမှကျဆင်းလာသည်မနက်ခင်းတွင် ဟိုတယ်ဝန်ထမ်းများကကိုဖြိုးကိုအခန်းထဲမှာတတိလစ်လဲကျနေသည်ကိုတွေ့ရှိခဲ့ပြီးသူ့ကိုနိုးလာတော့ခါသူသည်ထူးဆန်းသောအဖြူရောင်ဝတ်စုံနဲ့ပတ်သက်ပြီးပြောပြခဲ့တော့လေဝန်ထမ်းများကမြည်သည့်အဝတ်စုံကိုမှမတွေ့ခဲ့ကြပေထိုနေ့ညနေဟိုတယ်မန်နေဂျာကကိုဖြိုးအားလိုဝတ်စွာပြောပြခဲ့သည် အခန်းလေးရလေးမှာလွန်ခဲ့တဲ့10နှစ်ကအမျိုးသမီးတယောက်တက်တည်ခဲ့တယ်။သူမရဲ့ဝိညာဉ်ကဒီဟိုတယ်ကိုမထွက်သေးဘူးလို့အချို့ကယုံကြည်ကြတယ်။ထိုညမှစ၍ကိုဖြိုးဒီမင်းမျိုးရှိထိုဟိုတယ်ကိုဘယ်တော့မှပြန်မလာတော့ချေ။ကျွန်တော်ရဲ့ YG Channel ကိုလည်း Subscribe လုပ်သွားဖို့မမေ့နဲ့နော်။